ကြောင့်လူတချို့ကအဆုံးစုံဒီအချက်ကံကြရပြီးတော့ဘသက်လုံးတရားရင်းမင်းကြီးတွေကြောင့်ငင်းချမ်းမှုမရှိဘူးနဲ့ကြင်ကြင်ကွင်းနေရပါတယ်လေတခါတည်းမှာလူတချို့ကမောင်ဒုက္ခကိုကြော်လာပြီးတော့ငြိမ်းချမ်းသွားလိမ့်မယ်လို့မျှော်လင့်ရပါမယ်သူတို့ရဲ့ဘဝရဲ့ပြင်မှာတော့တွေ့မတိတ်နိုင်တဲ့တရားတွေအော်ဒိုင်းနဲ့တိတ်ပြီးချုံမိနေကြပါဘူးသူတို့တွေကကြမ်းတမ်းတဲ့စစ်ပွဲတွေငရေတွေတွေကအသက်ရှင်ကျန်ရခဲ့လူတွေပါဒါပေမဲ့တပွားလုံးအမှန်တရားနဲ့တရားမျှတမှုကိုပဲ မျောလင့်မျောလင့်နေခဲ့ရသူတွေဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီဗီဒီယိုကနေတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဒုတိယဘာစစ်တွင်ဂျပန်တပ်မတော်ကနေအတ္တမလေကျင်ပြုခံရတဲ့ comfort woman လို့ခေါ်တဲ့အမျိုးသမီးလေးတွေရဲ့အကြောင်းအရာတချို့ဖြစ်ပါတယ်။ဒီ comfort woman လို့ခေါ်တဲ့စကားလုံးရဲ့နောက်ွယ်မှာပါရမီဖုံးခွေထားတာလေဆိုတော့သိရှိနိုင်ဖို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့တောင်းဆိုချင်ပါတယ်ခင်ဗျ။ နှစ်သိပ်သူအမျိုးသမီးဒါမှမဟုတ်စိမ်မဲလို့ခေါ်တဲ့ comfort woman ဆိုတဲ့အတုံးတော့ဟာသူတို့ကဘာစစ်မတိုင်မီနဲ့စစ်တွင်အဓိကအားဖြင့်1932ခုနှစ်နဲ့1945ခုနှစ်တည်းမှာဂျပန်အင်ပါယာစစ်တပ်ကြီးကသူတို့သိမ်းပိုက်ထားရင်နေမြေရင်းမှာသူတို့စစ်သားတွေအတွက်လိန်ပိုင်းဆိုင်ရာကြီးကျွန်းတွေအဖြစ်အတင်းကျပ်ခိုင်းစေခြင်းခံကြရတဲ့အမျိုးသမီးတွေနဲ့မိန်းကလေးတွေကိုရင်ညွှန်းခော့ဆိုတဲ့ရင်ကြီးအစ်စတဲ့အတုံးတော့ဖြစ်ပါတယ်။ ဒီစနစ်အားဆိုရင်20ရာစုနှစ်ရဲ့အကြီးဆုံးနိုင်ငံနိုင်ငံအစိုးရတရားအနေစီစဉ်တဲ့လင်ကျုံပြမှုအဖြစ်တမိုင်းမှာမှတ်တမ်းဝင်နေပါတယ်ဂျပန်စစ်တပ်ရဲ့စိန်မေခေါ်လင်ကျုံပြခံရတဲ့အမျိုးသမီးတွေကတော့ကိုရီးယားတရုတ်ဖိလစ်ပိုင်အင်ဒိုနီးရှားမလေးရှားဖော်မူဆာဂျွန်ကိုရီးထိုင်ဝမ်မြန်မာနိုင်ငံနဲ့ Dash ရှိအိန္ဒိယခေါ်အင်ဒိုနီးရှားမှာရှိတဲ့ Dash အမျိုးသမီးတွေ ဩစတြေးလျနဲ့တခြားဂျပန်စတက်အနီစတုပ်ပန်းပြည့်ဖန်စီချောင်းကန်ကြရတဲ့လူပြူအမျိုးသမီးတွေအပါအဝင်ဖြစ်ပါတယ်။အဲ့ဒီတည်းကမှတောင်ကိုရီးယားနိုင်ငံကအမျိုးသမီးတွေဟာကမန်းဂျီစစ်ဆေးရာဂိုင်းလုံးနဲ့အဓိကအသုံးတော်ခံခဲ့ကြရပါတယ်။ဂျပန်အမျိုးသမီးတွေလည်းအရေးထွက်အနေငယ်ပါဝင်ခဲ့ပါတယ်။စစ်တမိုင်းပညာရှင်တွေကတော့ကမန်းဂျီစိန်မဲပေါင်းအနည်းဆုံး9000အနေနဲ့တင်းတိရှိနိုင်တယ်လို့ဆိုခဲ့ကြတယ်လို့ တချို့ခံမှန်းချက်တွေကဒီထက်များပြားတဲ့ပမာဏလည်းရှိနိုင်တယ်လို့ဆိုပါတယ်ဒီလိုမျိုးဂျပန်စစ်တပ်ကလင်ကျုံပြုခဲ့တဲ့စနစ်ကို1932ခုနှစ်ဂျပန်တွေမန်ချူရီးယားကိုကျူးကျော်သိမ်းပိုက်ပြီးတဲ့နောက်ဆန်ဟိုင်းကနေစတင်ခဲ့ပြီးတော့နောက်ပိုင်းဂျပန်ကိုလိုနီ ဖြစ်လာတဲ့အာဆာပစိဖိတ်ဒေသတစ်ခွလုံးပြန်နှံ့သွားခဲ့ပါတယ်ဂျပန်စစ်တပ်က Comfort Station လို့ခေါ်တဲ့နှစ်သိမ်းစခန်းတွေကိုတီထောင်ရရွေကြရတော့ စစ်ပန်းနေတဲ့ဂျပန်စစ်သားတွေစိတ်တက်တက်ကြွနေစေဖို့ရယ်လိန်ရတဲ့စစ်ကူးဆက်ယောဂါတွေပြန့်ပွားတာကိုထိန်းချုပ်ဖို့နဲ့နောက်တင်ပိုက်ထားတဲ့ဒေတာမှရှိတဲ့အရက်သူအမျိုးသမီးတွေကိုဂျပန်စစ်သားတွေကနေမရင်းကျင်တာကနေရှော့ချနိုင်မှုဖြစ်ပါတယ်ဂျပန်စစ်သားတွေကအရက်သူတွေကိုမရင်းကျင်မှုတွေရှိလာခဲ့မှာဆိုရင်ဒေတာခန်တွေကဂျပန်စစ်ကြီးစိတ်တက်တွေဝင်လာမှာဆိုလို့တောင်းတားဆီးတဲ့တဘောပါဒါပေမဲ့လည်းပဲလက်တွေမှာတော့ဒါဟာအတင်းကျပ်လိန်ကျုံပြမှုစနစ်တစ်ခုပဲဖြစ်ခဲ့ပါတယ် ိမ်မဲ့မျိုးတမျိုးတွေကိုခေါ်ဆောင်တဲ့နေရာမှာနီလန်ပေါင်းစုံအသုံးပြုခဲ့ပြီးတော့အများစုကတော့ရက်စက်တဲ့နီးတွေနဲ့ပါ အတင်းကျပ်ပိုတာဆွဲသလိုဖန်ကိုရာစိတ်ယုံ အလုပ်သမားဒူနာဘျူစပွဲတို့စတဲ့လောက်ကန်တွေကိုပေးမယ်လို့မလုံးပြီးလိန်ခေါ်တာနောက်မိဘတွေကလည်းအချွေးမဆက်နိုင်လို့သမီးတွေကိုရောင်းချတာစတဲ့နေဆက်တဲ့နီးလန်းတွေနဲ့စိမ်မဲ့မျိုးတမျိုးတွေကိုဖန်စီစုဆောင်ခဲ့တာဖြစ်ပါတယ် ဒီစိမ့်မဲ့အမျိုးသမီးတွေအားဆိုရင်ဂျပန်စစ်သားအများပြရဲ့လိန်ကျန်းဖက်မှုတွေကိုစနစ်တကျနဲ့နေ့စဉ်ညဆက်ပိတ်ရမရှိခံခဲ့ရပြီးတော့ဘဝအတွက်လည်းအလွန်တရာမှဆူရတန်တန်ခဲ့ပါတယ်ဂျပန်စစ်သားတွေရဲ့အမဲ့ကိုမနာခံဘူးဆိုရင် ပြင်းပြင်းထန်ထန်ရိုင်းနေခံရတာနှိပ်စက်ခံရတာမျိုးတချို့ဆိုရင်အသက်ခံရသည့်အသုံးတော်ကိုခံခဲ့ကြရပါတယ်နေရတဲ့နေရာလေးအတော်ညစ်ပတ်တဲ့အခြေအနေဘဝမလင်းလဲစားရုံသာစားရပြီးတော့လိန်ကလည်းစစ်ကူးဆက်တဲ့ယောဂါတွေ မလိုလားတဲ့ကိုယ်ဝန်ဖျက်ချတာမျိုးတွေစတဲ့ကျန်းမာရေးပြဿနာတွေကိုလည်းအကာအကွယ်မရှိခံစားကြရပါတယ်။စိန်မေရီယာလုံးဝထပ်ပြေခွင့်မရှိသလိုတင်းကျပ်တဲ့စီးပင်းစည်းကမ်းတွေနဲ့အကျဉ်းသားလိုမျိုးဂျပန်စစ်တပ်အောက်မှာနေကြရပါတယ်။ဂျပန်လည်းနဲ့ချပြီးဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အခါမှာအသက်ရှင်ကျန်ရတဲ့စိန်မဲအမျိုးသမီးများပြားဟာမဟာမိတ်ဆက်သားတွေအကူအညီနဲ့သူတို့မြို့ရွာစာတီးကိုပြန်လည်ရောက်ရှိခဲ့ကြပေမဲ့စစ်တွင်ကရခဲ့တဲ့စိတ်တမ်းရာတွေ ုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနာကျင်အားငယ်မှုတွေနောက်လူမှုအတိုင်းဝိုင်းရဲ့ကြည့်ရမှုတွေကိုလည်းဆက်လက်ရင်ဆိုင်ကြကြရပါတယ်အတိတ်ကခံစားရတဲ့အချက်တရားတွေနောက်လူမှုအဖွဲ့အစည်းတွေကသူတို့ကိုပြစ်ပယ်ဝိုင်းကျင်တာကိုလည်းခံရမှာဆိုတာကြောင့်အသက်ရှင်ကျန်ရတဲ့စိတ်ပင်အများစုဟာသူတို့ရဲ့အတိတ်ဖြစ်ရဆွေကိုဘယ်သူမှနှစ်ပေါင်းသူတို့ကြတဲ့အထိထောက်ဖို့ပြောကြတာမျိုးရှိခဲ့ပါဘူးအဲ့ဒီနေရာမှာ1993ခုနှစ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ဇိမ်မဲတောင်ကိုရီးယားအကမြူသမီကင်ဟော့ခ်ဆန်ဟာဆိုရင်ပထမဆုံးအနေနဲ့လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။သူမရဲ့မစုံမနစ်တဲ့တပ်တီးတွေကြောင့်ဇိမ်မဲဖြစ်အထုံးချခံခဲ့ရတဲ့တောင်ကိုရီးယားအမျိုးသမီးတွေဖိလစ်ပိုင်နိုင်ငံကအမျိုးသမီးတွေတော်တော်များများလူရှိထွက်လာနိုင်ခဲ့ကြပါတယ်။သူတို့တွေကနိနာသူအမျိုးသမီးအဖွဲ့တွေအဖြစ်နဲ့ဂျပန်ဆူရအောင်စနပ်ပြပြီးတော့သူတို့တွေကိုအတိတ်ကဖိရက်တွေအတွက်တောင်းပန်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ ဇိမ်ဝင်တွေတောင်းဆိုစေကြတော့သူတို့တွေကိုဂျပန်အစိုးရနေပြီးတော့တရားဝင် တောင်းပန်ပေးဖို့ရယ်တရားဝင်ဥပဒေကြောင်းအရနေရာကြီးတွေပေးဖို့ရယ်ဂျပန်စတက်အနေကျူးလွန်ခဲ့တဲ့အမှန်တရားတွေဖော်ထုတ်ပေးဖို့ရယ်နောက်နောက်အလားတူဒီလိုဖြစ်ရမျိုးမဖြစ်စေဖို့ကျောင်းသမိုင်းပညာရေးတွေထဲထပ်သွင်းတင်ကြားပေးဖို့ရယ်နဲ့နေနိုင်ခဲ့တဲ့သူတွေအတွက်အထိမ့်မှန်နဲ့အောက်မြင့်ဂွန်ပြူတာရဲ့ပစ်စတက်ကျုပ်ကိုအတိမတ်ပြုပေးဖို့ဖြစ်ပါတယ် ဂျပန်ဆိုရဘက်ကနေပြန်တုတ်ပြန်တာတော့စိန်မယ်ရီနဲ့ပတ်သက်ပြီးတော့1993ခုနှစ်ဩဂုတ်လမှာအတွင်းဝန်ယိုဟေးကွန်နိုကနေရေးပါရဲ့တရားဝင်ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ဂျပန်ဆိုရရဲ့စုံစမ်းမှုတွေအပေါ်မှာအခြေခံထားပြီးတော့အထက်ကြရဲ့အချက်တွေကိုတရားဝင်ဝန်ခံခဲ့ပါတယ်။အဲဒါတွေကတော့ဂျပန်စတက်ဟာအစ်သက်ရေးစခန်းတွေကိုဖလစ်တာနဲ့စီမံခန့်ခွဲတာနဲ့ပတ်သက်ပြီးတော့ တိုက်ရိုက်ဓမ္မမဟုတ်တွေ့ဝိုက်ပြီးတော့ပါဝင်ပတ်သက်ကြမိတာအမျိုးသမီးတွေကိုစိန်မဲ့ဖြစ်စူဆောင်းတဲ့နေရာမှာသူတို့ရဲ့ဆန္ဒမှာပါဝင်ပြီးနဲ့လိန်လေလှည့်ပြားတာအတင်းကျပ်ဖမ်းယူခိုင်းစေပြီးတော့နောက်ပြီးအတော်ဆိုးရတဲ့နေရာထိုင်ခင်းမှာနေထိုင်လိန်ကျုံပြုခံရပြီးတော့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတရားတန်ကျက်ရစေမိတာစတဲ့အရာတွေအတွက်ဂျပန်အစိုးရနေအလေးနက်နောက်တာရပြီးတော့ဒီတမိုင်းဝင်ဖြစ်ပျက်တွေအတွက်သင်ခန်းစာယူပြီးတော့မှတ်တမ်းတင်ပြီးမယ်လို့ကြေညာချက်တွေမှာဖော်ပြထားပါတယ် အတွင်းဝင်ယိုရီကူနူရဲ့ဂျင်ညာချက်ထွက်ပြီးတဲ့နောက်မှာဂျပန်ဆိုရဟာဒီ1995ခုနှစ်မှာ Asian Women Fan လို့ခေါ်တဲ့ AWF အာရှမြို့သမီးများရန်ပုံငွေအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီးတော့ဇိမ်မယ်ရီကိုရောချပေးဖို့လှုံ့ဆော်ခဲ့ပါတယ်။ဒီရန်ပုံငွေကနေတဆင့်အသက်ရှင်ကျန်ရစ်ခဲ့တဲ့ဇိမ်မယ်တူးချင်းစီတိုင်းတို့ကနင်နာဂျီဂျပန်ရဲ့နှစ်သန်းစီရဲ့အဲ့ဒီတုန်းကဝန်ကြီးချုပ်အဖြစ်တာဝန်ယူထမ်းဆောင်ခဲ့တဲ့ဝန်ကြီးချုပ်တူမီချီမူရာယာမာရဲ့တရားဝင်တောင်းပန်စာတစ်စောင်ရဲ့ ဂျပန်အစိုးရအနေထောက်ပံ့တဲ့စေဝါကူတာဘူးနဲ့လူမှုဖူလုံရေးရန်သုံးတန်းခန့်တံပိုးရှိတဲ့အကူအညီပေးဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းဒီနိနာကြီးတွေနဲ့အခုညီတွေကိုထိုင်ဝမ်နဲ့တောင်ကိုရီးယားစင်မေရီယာညှဉ်းဆဲကြပါတယ်။အကြောင်းရင်းကတော့ဂျပန်ဆိုတာနိနာကြီးကိုပြီးတဲ့နေရာမှာတရားဝင်နိုင်ငံတော်ယိုကြီးအဖြစ်ပြီးတာမျိုးမဟုတ်ဘဲနဲ့ဝိလေကြောင့်ပတ်ပြီးတော့ ဂျပန်ပြည်သူစီကနေရတဲ့ပုဂ္ဂလိကအလှူငွေဖောင်ဒေးရှင်းတစ်ခုကနေပေးတဲ့ပေးချင်မှုမျိုးပုံစံနဲ့မလိုပါစိမရီဘက်ကတရားဥပဒေအရတောင်းအပြုဝယူတဲ့နိုင်ငံတော်လျော်ကြီးမျိုးပါနောက်ပြီး AWF ကိုလက်ခံလိုက်ခြင်းအဖြစ်ဂျပန်အစိုးရရဲ့ဝေဝိုက်ပြီးတော့တာဝန်ယူနေတာမျိုးကင်းလွတ်ခွင့်ပေးလိုက်တဲ့သဘောမျိုးတက်ရောက်လို့ပါ AWF ပြဿနာနဲ့မပြေမလည်ဖြစ်ခဲ့ပြီးတဲ့နောက်မှာ2015ခုနှစ်ဒီဇင်ဘာလမှာဂျပန်ဝန်ကြီးချုပ်ဆင်ဇိုအာဘေးနဲ့တောင်ကိုရီးယားသမ္မတပါကွန်ဟီတို့ဂျပန်ဘက်ကနေနောက်ဆုံးအကြိမ်အပြီးပြတ်ဖြည့်ရှင်မှုတရားအနေနဲ့သဘောတူညီချက်တစ်ခုကိုလည်းထပ်မံကြေညာခဲ့ပြန်ပါတယ်။ဒီထုတ်ပြန်ကြတဲ့မှာတော့ဂျပန်ဘက်ကနေနည်းနည်းရှိုင်းရှိုင်းတောင်းပန်နေကြအောင် အသက်ရှင်ကျန်ရတဲ့တွေတော့အကူအညီဖို့တောင်ကိုရီးယားဆူကနေတည်ထောင်မဲ့ဖောင်ဒေးရှင်းတွေမှာဂျပန်ဘက်ကနေယန်တက်ဘီလီယံမှတည်မဲ့အကြောင်းစတဲ့အချက်တွေပါဝင်ပါတယ်ဒီတစ်ခါလေးပဲစီမရီဘက်ကထပ်မံညွှန်ဆိုခဲ့ပြန်ပါတယ်အကြောင်းအရောဒီငွေတွေဟာတရားဝင်ယူကြည့်ပါလို့တိတိပပမတုံ့နှုံးမင်းနဲ့စီမရီကြဆင်းခဲ့ရတဲ့ဂုံတိတ်ခါနဲ့ဂုံပုတ်တွေကိုပြန်လဲကူစားဖို့စီမံကိန်းအတွက်ပါလို့တုံ့နှုံးခဲ့တာမလို့ပါ နောက်ပြီးတော့တဘောတူညီချက်ပြုလုပ်ခဲ့တဲ့နေရာမှာစိမ်းမဲတွေကိုမတိုင်ပင်တာတောင်ကိုရီးယားမှာရှိတဲ့ဂျပန်တန်ယုံရှိမှာစိုက်ထားတဲ့စိမ်းမဲအထိမ့်မဲ့ရုပ်ထုကိုဖိရှားပေးဖို့ဂျပန်ဘက်ကတောင်းဆိုခဲ့တာစတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့လည်းပဲဒီနေ့နာကြီးတွေနဲ့အကူအညီတွေကိုထိုင်ဝမ်နဲ့တောင်ကိုရီးယားစိမ်းမဲတွေဘက်ကညှဉ်းဆဲခဲ့ကြပါတယ်။အကြောင်းကတော့ဂျပန်ဆိုရာနိနာဂျီကိုပြီးတဲ့နေရာမှာတရားဝင်နိုင်ငံတော်လျော်ကြီးဖြစ်နေပြီးတာမျိုးမဟုတ်ဘင်းနဲ့ ဝိလက်ကြံပတ်ပြီးတော့ဂျပန်ပြည်သူတွေစီကနေပုဂ္ဂလိကအလှငွေဖောင်ဒေးရှင်းတခုကနေပေးတဲ့ပေးချင်မျိုးပုံစံမျိုးနဲ့မလို့ပါစင်မရီဘက်ကလိုချင်တာတရားဥပဒေရတောင်းအပြုအဝါယူတဲ့နိုင်ငံတော်လျော်ကြီးမျိုးပါနောက်ပြီးတော့ AWF ကိုလက်ခံလိုက်ခြင်းအဖြစ်ဂျပန်ဆိုရရဲ့ဝိဝိုက်ပြီးတော့တောင်းဝန်ယူနေတာမျိုးကင်းလွတ်ခွင့်ပေးလိုက်တဲ့သဘောမျိုးတက်ရောက်လို့ပါဒီတခါလေးပဲစင်မေရီဘက်ကနေထပ်မံညှင်းဆုပ်ခဲ့ပြန်ပါတယ်အကြောင်းကတော့ဒင်ဂရီဟာ တရားဝင်ယော်ကြီးပါလို့တတိပပမသုံးနှုံးပင်နဲ့စိမရီကြဆင်းခဲ့ရတဲ့ဂုံတိတ်ခါနဲ့ဂုံဘုတ်တွေကိုပြန်လဲကူစားဖို့စီမံကိန်းအတွက်ပါလို့သုံးနှုံးခဲ့တာမလို့ပါနောက်ပြီးတော့တဘောတူညီချက်ပြုလုပ်တဲ့နေရာမှာစိမရီကိုမတိုင်ပင်တာတောင်ကိုရီးယားမှာရှိတဲ့ဂျပန်တန်ယုံရှိမှာစိုက်တာတဲ့စိမဲအထိမ့်မှရုပ်ထုကိုဖေရှားပေးဖို့ဂျပန်ဘက်ကတောင်းဆိုနေတာတွေစတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်နောက်ပိုင်းမှာလည်းတောင်ကိုရီးယားမှာအစိုးရပြောင်းလဲတဲ့ဖြစ်ပြီးတဲ့နောက်2018ခုနှစ် မရမွန်ကြီးလည်းထက်မှာတော့ဒီတဘောညူချက်ဟာချုံရင်ချက်တွေရှိနေတယ်ဆိုပြီးတော့ထပ်မံပြသိမ်းခဲ့ပြန်ပါတယ်။ချုံပြီးပြောရမယ်ဆိုရင်မျက်နာသူစိမ့်မဲ့မြူတမှုရဲ့ဒေကာတောင်းဆိုတဲ့အချက်တွေတင်မှာငွေကြီးပမာဏတွေထက်ဂျပန်နိုင်ငံတော်ရဲ့တရားဝင်ဥပဒေကြောင့်အတောင်းရှိမှုကိုဝန်ခံပေးဖို့နဲ့ဂျပန်ဘက်ကပေးရတဲ့လူသားချင်းစာနာမှုရန်ပုံငွေဒါမှမဟုတ် foundation အနေနဲ့တစင်ကူညီပေးတာဟာ သူတို့ရဲ့တောင်းဆိုချက်တွေကိုဖြည့်ဆည်းနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ယနေ့တိုင်အငင်းပွားမှုတွေဆက်လက်ဖြစ်ပေါ်နေစေဖြစ်ပါတယ်။ဂျပန်တို့တိမ်ပိုက်တာကိုခံခဲ့ရတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းပဲဂျပန်စစ်တပ်တွေအတွက် comfort station တွေရှိခဲ့တဲ့အကြောင်းတမိုင်းမှတ်တမ်းတွေအရသိရှိရပါတယ်။အဲဒီနေရာတွေကတော့မြန်မာပြည်အနှံ့မှာရှိတဲ့အဓိကကြားတဲ့နေရာတွေဖြစ်တဲ့ရန်ကုန်မန္တလေးနဲ့တခြားစီအရအရေးပါတဲ့မြို့တွေဆစ်လက်ကျောင်းတင်းတဲ့မြို့တွေမှာဒီနှစ်သက်ရေစခန်းတွေကိုဖွင့်လှစ်ကြတာဖြစ်ပါတယ်။ ဗမာပြည်တဲကိုပူဆောင်ခံရတဲ့စိမဲ့မျိုးသမီးတွေထဲမှာကိုရီးယားနိုင်ငံအမျိုးသမီးတွေအများစုပါဝင်နေခဲ့တဲ့အကြောင်းမှတ်တမ်းတွေဖော်ပြနေပါတယ်။အဲ့ဒါအပြင်ဒီရောက်ဂျပန်နဲ့တခြားဂျပန်သိမ်းပိုက်တာကိုခံရတဲ့နေနေတွေကအမျိုးသမီးတချို့ရဲ့ပါဝင်ပါတယ်။မြန်မာမျိုးတမျိုးတွေကိုယ်တိုင်ဒီစနစ်ရဲ့တားကောင်ဖြစ်ရတဲ့အကြောင်းကိုတမိုင်းပညာရှင်တွေချို့နဲ့လေးရလေးလာချက်တွေနဲ့ရှားပါမြင့်မြင့်တက်တွေရဲ့ပြောကြားချက်တွေရှိပါတယ် ဒါပေမဲ့လေမိမာမျိုးသမီးတွေရဲ့အတွေ့အကြုံနဲ့ပတ်သက်လို့မှတ်တမ်းမှတ်ရာတွေနဲ့သူတင်နာပြမှုတွေကတခြားကိုရီးယားနဲ့ဖိလစ်ပိုင်ထိုင်ဝမ်မျိုးသမီးတွေနဲ့ရှင်ဆိုရင်တော့တော်တော်လေးကိုနေပါနေစေဖြစ်ပါတယ်။တမန်ကျောင်းရာတွေနဲ့ပတ်သက်လို့တွေ့ရတာပါစစ်ပြီးတော့စစ်ပိကကာလာတွေမှာလည်းပဲမိမာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပြည်တွင်းစစ်မျိုးတွေကြောင့်ဒီ comfort women လို့ခေါ်တဲ့အစီအမေတွေနဲ့ပတ်သက်လို့လူအများရဲ့အယုံဆိုင်ပြီးတော့ပပလူလင်းဆွေးနွေးစရာကိစ္စဖြစ်လာခဲ့ပါဘူး။ တခြားတောင်ကိုရီးယားနဲ့ဖိလစ်ပိုင်နိုင်ငံတွေက1990ခုနှစ်ကာလအနည်းပြီးတော့ပေါပောက်လာတဲ့တပ်တွေထွက်ဆွမှုတွေကြောင့်နိုင်ငံတကာဒရင်းတွေရဲ့အာယုံဆိုင်တာခံခဲ့ရပေမဲ့မြန်မာနိုင်ငံကတော့ဒီကြောင်းတွေနဲ့ပတ်သက်လို့အကျယ်တဝင့်မရှိဘဲတိမ်မြုပ်နေစေဖြစ်ပါတယ်။အချောက်နေနဲ့မြန်မာနိုင်ငံလေးပဲဒုရက္ခဘာစစ်အတွင်းမှာဂျပန်စစ်တပ်ရဲ့ Comfort Women စနစ်ကျင့်သုံးတဲ့နေရာတစ်ခုဖြစ်ခဲ့ပြီးတော့အဲ့ဒီစကန်တွေမှာကိုရီးယားနဲ့တခြားနိုင်ငံအမျိုးသမီးတွေအဓိကပါဝင်ခဲ့ပြီးတော့ ီမာမျိုးသမီးတွေလည်းပါဝင်ကြကြအောင်တမိုင်းမတန်ကြီးကဖော်ပြနေပါတယ်။ဒါကဒုတိယကမ္ဘာစစ်ရဲ့ခြေကွေးဖွဲ့ရလူ့ခွင့်ရေးချုပ်ပါမှုတမိုင်းစစ်ပိုင်းကိုပြခဲ့ပါတယ်။ Comfort Women ကစီမံမျိုးသမီးတွေနဲ့ပတ်သက်လို့ရကူထားတဲ့ရုပ်ရှင်တွေမှတ်တမ်းရုပ်ရှင်တွေအများပြရှိပြီးတော့အဲ့ဒီတွေကရုပ်ရှင်စကားကောင်းချူကောင်းတော့တင်ပြပေးပါမယ်။အဲ့ဒီရုပ်ရှင်စကားတွေကတော့2016ခုနှစ်မှာထွက်ရှိခဲ့တဲ့ဗတ်မင်မင်သာခရစ်ယာန်ဘေးပါဝင်ပြဆောင်ထားတဲ့ The Flower of World ခွဲလွန်သွားခဲ့ပြီဖြစ်တဲ့တန်ကိုရီးယားရုပ်ရှင်မီနီမီကင်ဆေရွန်ပါဝင်တရုတ်ဆောင်ထားတဲ့2015ခုနှစ်ထောက် Snow Road နဲ့2016ခုနှစ်မှာထွက်ရှိခဲ့တဲ့ Spirit Home Company တို့ဖြစ်ပါတယ်လို့တင်ပြရင်းဗီဒီယိုလေးကိုအဆုံးသတ်ပါရစေခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ History နဲ့ပြည်သက်တွေများကျမ်းမြေပြည်သက်တဲ့ဘိုင်းစာတူတဲကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ